မင်းအောင်လိုင်းရုရှားရောက်ရှိတဲ့ယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတောင်ဝေးပစ်ဒရုန်းနဲ့တက်တရားနေဖြင့်ဇက်လက်တိုက်ခိုက်မော်စကိုလေဆိပ်မှလေကြောင်းခီစဉ်140ကျော်ဖျက်သိမ်းရွှေဆိုင်အကြပ်ဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းရုရှားနိုင်ငံသို့ရောက်ရှိနေတဲ့ယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတောင်ဝေးပစ်ဒရုန်းနဲ့တက်တရားနေဖြင့်ဇက်လက်တိုက်ခိုက်လိုက်ပြီးရုရှားနိုင်ငံကလေကြောင်းခီစဉ်140ကျော်ဖျက်သိမ်းရွှေဆိုင်လိုက်ရကြောင်း AP သတင်းတရရသိရှိရပါသည် ရုရှားစစ်တော်ချိန်မေလ9ရက်နေ့မနက်ပိုင်းနဲ့ညနေပိုင်းတို့မှာယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့သို့တာဝန်ဖြစ်ဒရုန်းတွေနဲ့ပြင်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီမြောင်းလိုက်ကရုရှားစစ်တော်ချိန်မေလ9ရက်နေ့ညနေ4နာရီမှာရုရှားနိုင်ငံမော်စကိုမြို့ကိုဆိုင်ရောက်ခဲ့ပါတယ်။ ယူကရိန်းကဒရုန်းတွေနဲ့ရုရှားနိုင်ငံမော်စကိုမြို့ကိုတိုက်ခိုက်မှုမှာ တတိယနေ့တိုက်ခိုက်မှုဖြစ်ပြီးရုရှားခန့်ရှင်းပြည်နီအောင်ပွဲစီရေပြကန်နာအတွက်ပြင်ဆင်နေချိန်မှာယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်မော်စကိုမြို့ရှိဒီကလေးစိတ်တွေမှာလေကြောင်းခီးစင်တွေပြတ်သိမ်းခြင်း၊ရွှေ့ဆိုင်ခြင်းတွေလှုပ်ဆောင်ခဲ့ရပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ရုရှားလေကြောင်းလိုင်း Aeroflot ကမေလ9ရက်နေ့မနက်ပိုင်းမော်စကိုကိုတောင်းပြန်လျင်ခီးစင်ပေါင်း100ကျော်ကိုပြတ်သိမ်းခဲ့ရပြီးလေကြောင်းခီးစင်140ကျော်မှာနှောင့်နှေးခဲ့ရပါတယ်။ ရုရှားနိုင်ငံမော်စကိုမြို့တော်ဝင်ကမေလ9ရက်နေ့မနက်စောပိုင်းယူကရိန်းရဲ့ဒရုန်းကိုစင်းတဲ့တိုက်ခိုက်မှုကိုတားဆီးနိုင်ခဲ့ကြောင်းမေလ9ရက်နေ့ညနေပိုင်းမှာယူကရိန်းရဲ့တိုက်ခိုက်ဒရုန်း15စီးကိုချိန်မုံခဲ့ရကြောင်းပြောဆိုပါတယ်။ ယူကရိန်းရဲ့ဒရုန်းတွေနဲ့မော်စကိုမြို့ကိုတိုက်ခိုက်မှုတွေကမေလ9ရက်နေ့ရုရှားရဲ့နှစ်ရှစ်ဆယ်ပြည့်ရှင်ပြင်းဤနှစ်ပတ်လည်ကဏ္ဍပြင်ဆင်မှုတွေကိုနှောက်ရှံရည်ရွယ်ထားပုံရလို့သတင်းတွေကဆိုပါတယ်။ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ယူကရိန်းစစ်ပွဲမှာခြေနေကောင်းမွန်နေပြီလို့ရုရှားသမ္မတပူတင်ရဲ့သတင်းပေးမှုကိုလက်ခံထားတဲ့ရုရှားနိုင်ငံသားတွေကိုတုံ့လုံးစေခဲ့ကြောင်းရုရှားတို့လာရောက်မဲ့နိုင်ငံတကာကောင်းဆောင်နေကြရုရှားနိုင်ငံအတွက်ရှက်ရစေနိုင်ကြောင်းသတင်းတွေကဆက်လက်ရေးသားထားပါတယ်။ မေလ9ရက်နေ့ရင်းပြင်းနေခြေတက်ပွဲအတွက်ရုရှားကလုံခြုံရေးတင်းကျပ်ထားပြီးတရုတ်သမ္မတရှီဂျင်ပင်နဲ့ဘရာဇီးသမ္မတတို့အပါအဝင်နိုင်ငံ20ကျော်မှကောင်းဆောင်နေလာရကြမည်ပဲဖြစ်ပါတယ်။ယူကရိန်းသမ္မတဇလန်စကီကမေလ9ရက်နေ့ရုရှားရှင်ပြင်းနေနေ့80ပြည့်ခြေတက်ပွဲကိုတက်ရောက်ကြမယ်သူတွေရဲ့လုံခြုံရေးကိုတာဝန်ပြုနိုင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှားနိုင်ငံကမော်စကိုမှာကျင်းပမယ့်ရင်းပြင်းနေ့80ပြည့်အောင်ပွဲခန်းနိုင်နဲ့တိုက်ဆိုင်စွာတစ်ဖက်သက်82နာရီကြာအပြည့်ကရက်ဆိုင်စီစဉ်ထားကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမှာကတော့တရားနာရေးတိုက်ပိုက်ထားတဲ့နောက်ကျောကြောင့်ပဲဒီပေါ်မိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့မှာထွက်ပြေးလာတဲ့အုပ်ချုပ်ရေးနယ်ဌာနဆိုင်ဝန်ထမ်းတွေကိုစစ်ကောင်စီကယာယီရုံးတွေဖွင့်လှစ်ပေးပြီးရန်တရားဆက်လက်လက်ပတ်ကိုင်းတိုက်ပိုက်ကန်ထားတဲ့မြို့နယ်တွေတို့အချိန်မြေပြန်ဝင်အုပ်ချုပ်နိုင်ရန်အသင့်ပြင်ခိုင်းတာတဲ့တောင်ညာနေကွန်ဆစ်စင်ရင်းနဲ့တရားနာလီကတိမ့်ပိုက်တိုင်းနောက်ကျိုးကြောင့်ပဲဒီပေါ်မိုးကုန်းနဲ့မိုးမိတ်မြို့နယ်တွေမှာထွက်ပြေးတိမ်ရှောင်ခဲ့ရတဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ဝန်ထမ်းတွေကို စစ်ကောင်စီကပြန်လည်စုစည်းခေါ်ယူနေပြီးမြို့နယ်တွေကို ပြန်လည်ဝင်ရောက်အုပ်ချုပ်စီမံအရေးပြင်ဆင်ထားရန်တမန်ညွှန်ကြားလာကြောင်းနေပြီးတော့စစ်ပတ်သတင်းမြစ်ကပြောပါတယ်ဧပြီလတွင်တရုတ်နိုင်ငံကကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီနဲ့တရနလီကြားဆွေးနွေးပွဲမှာတရနလီကတင်ပိုက်ထားတဲ့မြို့နယ်တွေကို ပြန်ပေးရန်စစ်ကောင်စီကတောင်းဆိုခဲ့မှုမအောင်မြင်ခဲ့တော့လဲစစ်ကောင်စီကထပ်မံပြီးတွေ့ပြေးတင်းဆောင်ခဲ့ရတဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာဝန်ထမ်းများသတင်းပို့ကြရင်သက်ဆိုင်ရာမြို့နယ်တို့ပြန်လည်ဝင်ရောက်စီမံအုပ်ချုပ်နိုင်ရေးအတွက်ချုပ်တင်ပြင်ဆင်ထားကြရဲ့ကုမင်းလာတွင်ထပ်မံညွှန်ကြားလာခြင်းဖြစ်ပါတယ်။ တရားနယ်လေတိမ်ဖိုက်တာမြို့နယ်တွေကတိမ်းရှောင်လာတဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ဝန်ထမ်းတွေကိုသတင်းပေးပို့ကြဖို့နဲ့ယခုရွာရုံးတွေမှာပုံမှန်တိုင်းရုံးပြန်တက်ဖို့ညွှန်ကြားပါတယ်ဥပမာဆိုရင်မိုးကုံမြို့အတွက်ထွေရောက်လာဝကနဲ့ဌာနဆိုင်ရွာရုံးတွေကိုမန်းလေးမှာတက်ပြီးတိုးချဲ့ဖွင့်မှုရှိတယ်။ ဒါအရင်ရာရုံးနေမှာမိုးကုတ်နဲ့ဆက်ဆက်တဲ့ဌာနဆိုင်ရာတွေအုပ်ချုပ်ရေးလုပ်ငန်းတွေကိုပုံမှန်တိုက်လဲပတ်ခိုင်းထားပါတယ်။မလာသေးတဲ့ဝန်ထမ်းတွေလည်းရှိတော့ဒီမေလတွေမှာရာရုံးနေမှာရုံးလာတက်ကြဖို့တက်ကြတယ်။ဒီသဘောတရားကတော့သိမ့်ပိုက်ခံရတဲ့မြို့နယ်တွေပြန်ပြန်ရတဲ့အခါမှာအုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာအသင့်စားထိုးနိုင်ဖို့ဆိုတာပါတယ်လို့နေပြည်တော်စစ်တပ်သတင်းမြစ်ကပြောပါတယ်။တီအန်အလီကတိမ်ပိုက်တိုင်းမြို့နယ်တွေပြန်လည်မပေးနိုင်ကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုထားတဲ့ကြားကစစ်ကောင်စီဘာတိမ်ပိုက်ခံမြို့နယ်တွေအုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာလုပ်ငန်းတွေပြန်လည်လည်ပတ်ခိုင်းနေခြင်းဖြစ်ကြောင်းသိရပါဗျာ။ မေလာလေးရည်နေပြုလုပ်ခဲ့တဲ့တင်းစားရှင်နေပွဲမှာတရနယ်လေးကတင်ပိုက်ထားမြို့နယ်တွေကိုစစ်ကောင်စီတန်းတို့ပြန်ပေးရန်တရုတ်နိုင်ငံပြည်အားရရှိနေတော့လဲပြန်ပေးမည်မဟုတ်ကြောင်းတရနယ်လေးတွဲပတ်ထွေထွေတွင်ရင်မှုနှင့်ပုံမိုးစီတာပန်လာကထုတ်ဖော်ပြောဆိုပါရင်စစ်ကောင်စီနဲ့တရနယ်လေးကြားဆွေးနွေးပွဲတွေကိုလာမယ့်ဩဂုတ်လမှာပြန်လည်စတင်သဘောတူညီထားကြောင်းတရနယ်လေးကတရားဝင်တွေထုတ်ပြန်ခဲ့ပါရင် ဆက်လက်ပြီးတော့အေနဲ့ဆက်ဆံရေးပေါ်စစ်ကောင်စီကန့်ကွက်မှုဘင်္ဂလားဒေ့ရှ်ဆိုရမျိုးသားလုံခြုံရေးကြံပေးပေးကြအရက်ကတတော်အေနဲ့ဆက်သေးဆောင်ရွက်နေဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအာနာသိန်းစစ်ကောင်စီကကန့်ကွက်မှုပေါ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လည်ပေးကြလိုက်ကြောင်းဘင်္ဂလားဒေ့ရှ်မီဒီယာတွေကပေါ်ပြပါတယ်နိုင်ငံအကျိုးစီးပွားကာကွယ်မြင့်တယ်လို့အကြောင်းယူဆလင်းမြေတီဖွဲ့နဲ့မဆိုချိတ်ဆက်ဆိုင်သားမျိုးဘင်္ဂလားဒေ့ရှ်မျိုးသားလုံခြုံရေးကြံပေးခါလီလာရမန်ကမေလ၆ရက်နေ့မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်လက်ရှိကြားပြတ်ဆွေးနွေးပွဲကနေဆက်ဒေတာတွေမှာအာရကတက်တော်ရေးနဲ့တိတွေ့ဆက်ဆံမှုတွေကိုအာနာသိန်းစစ်ကောင်စီကကန့်ကွက်ထားကြောင်းလည်းသိရပါတယ်။ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးကြံပေးကလီလာရမန်ကတခုစင်စားမှာကကျွန်တော်နဲ့နေဆက်ပြတ်ကြောင်းထိန်းချုပ်မှုဟာအေးလက်ထဲမှာရှိနေပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့နေနမိတ်အချုပ်ချာပိုင်နက်ကိုစီမံကန့်ကွက်ကာကွယ်ရမှာဖြစ်ပြီးဒါပိုင်နက်နေဆက်ပြတ်ကြောင်းပြဿနာဖြစ်လို့နေမြေထိန်းချုပ်ထားသူတွေနဲ့ဆက်သွယ်လို့ရမယ်လို့ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေဆက်ပြတ်ကျော်ပြဿနာတွေကိုအာရကတတော်ရေးနဲ့ဆက်သွယ်ဆောင်ရွက်နေတယ်လို့မွတ်စလင်ဒုက္ခသည်တွေကိုပြန်ပို့နိုင်အတွက်လည်းစစ်ကောင်စီနဲ့ပါအာရကတတော်နဲ့ပါနှစ်ဖွဲ့စလုံးကိုဆက်သွယ်ဆောင်ရွက်နေပါတယ်တိုးတော်လေဘင်္ဂလားဒေ့ရှ်နိုင်ငံကအရက်ခတ်တတော်ရေးကိုတရားဝင်သိမှတ်ပြုဆက်ဆံခြင်းမရှိသေးကြောင်းနဲ့အ내ဆက်ပြတ်ကျော်ပြည်သနာတွေကိုထိတွေ့ဆက်ဆံနေခြင်းသာဖြစ်ကြောင်းသိရပါတယ်။ဆလဘီစစ်ကောင်စီကကံကောင်းမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့ကိုလင်းရဲတဲ့ပုံစံတိုက်ခိုက်မှုပြည်သူဆဲဦးထမင်းတရားရ မကွေးတိုင်းကံကောင်းမြို့နယ်မြောက်ပိုင်းနေရာကျွတ်ကိုဂျက်ဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်နေခြင်းကြောင့်ရွှေလင်းတဲမှာကိုပါကောင်ကပြောပါတယ်။မေလ9ရက်နေ့ည7:30မိနစ်ဝန်းကျင်ကကံကောင်းမြို့နယ်မြောက်ပိုင်းရှိနေရာ3နေရာကိုဂျက်ဖက်စစ်ကောင်စီရဲ့တရောက်လေတပ်မှတက်လာတဲ့ဂျက်ဖိုက်တာလေးနဲ့စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထို့သို့လည်းပုံကျဲတိုက်ခိုက်မှုတွင်ထိခိုက်ပျက်စီးမှုနဲ့ပတ်သက်ပြီးစုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။ ဖုန်းလိုင်းနဲ့ဖြတ်ပြီးမှပုံကျဲသွားထိခိုက်မှုမရှိဘူးကံကောမြို့ပေါ်မှာတော့အနာရီပိုင်းနဲ့ပြန်ဖွင့်ပေးတဲ့ကျေးရွာတွေဘက်မှာတော့မရသေးဘူးလက်လွတ်ထားတဲ့မြေတွေပြန်လည်ထိန်းချုပ်နိုင်မှုလေးချောင်းကနေအသာစီးယူပြီးပြန်ပြီးထိုးစစ်ဆင်မှုစ조사နေရလို့တုံ့တန်ရပါတယ်အကြပ်ဖက်စေကောင်းစီကကံကောင်းမြွနယ်တွင်ဖုန်းလိုင်းနေဖြတ်တော့ကပုံကျဲတိုက်ခိုက်ခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိရောဒေတာတွင်ကုန်နေစင်ဒီပါပုံကျဲတိုက်ခိုက်နေခြင်းဖြစ်ပါတယ်အလားတူမန်လီတိုင်းသပိတ်ခြင်းမြွနယ်ရေထွက်ကြရကိုမေလ9ရက်နေ့မွန်တဲ12နာရီ9မိနစ်ချိန်စစ်တပ်တိုက်ရင်ကပုံကျဲမှု2ချိန်လုံဆောင်ခဲ့ကြောင်း အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ၁၀ဦးထိခိုက်ဒဏ်ရာရှိတာကြောင့်ပြည်နှင့်ကပြည်သူကာကွယ်ရေးဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ဧပြီလ၁၀ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်ရေထွက်ရာကိုစစ်တပ်ကပုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်ပြည်သူ၄၀ကျော်သေဆုံးခဲ့ရပါတယ်။စလပီတထုံခိုင်မှာတိုက်ပွဲကြောင့်ရဲသား8000ကျော်ထွက်ပြေးရမွန်ပြည်နယ်တထုံခိုင်မှာဧပြီလကုန်ကနေမေလ6ရက်နေ့ထိစစ်ကောင်စီတပ်တိုက်ခိုက်မှုတွေကြောင့်ရဲသား8000ကျော်ထွက်ပြေးတိမ်းရှောင်နေရလို့ကင်းအမျိုးသားစီအောင်ကမေလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ တိုက်တုံနဲ့တထုံမြို့နယ်တွင်နေချောင်းကနေပုံကျဲရလက်နက်ကြီးနဲ့ပြစ်ခတ်တာအကြောင်းရဲသားတွေတင်းရှောင်နေရပါတယ်။တိုက်တုံမြို့နယ်ပြင်ကြော်ကုန်းကျဲအောင်စုကိုဧပြီလ28နေ့မနက်မှာလေချောင်းကနေပေါင်300ပုံးသီးကျဲချတိုက်ခိုက်ခဲ့တယ်လို့တထုံမြို့နယ်မှာလည်းမေလာနေ့ရက်နေ့၄ရက်နေ့နဲ့ခြားနေဒီမှာစစ်ကောင်စီခြေမြတ်တရင်ခမာနေရကုန်းခမာနေရကျောင်းအမြောက်တဲ့အမတ်တ30အမတ်တ320နဲ့အမတ်တ400နှစ်တွေကနေလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံတွေအားလူသားချင်းစာနာမှုကိုညှိလွှဲနေတယ်လို့ KNU ကထုတ်ပြန်ပါတယ်။ ကန်ယူကတော့စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်ရက်သားတိုက်ခိုက်သေးဆုံးမှုတွေမရှိပေမဲ့ရက်သားရင်းရဲ့အဆိုင်အုံတချို့နဲ့တောင်ရလုံငန်းဝင်ကြိုတိုက်ခိုက်ပြင်ဆင်ခဲ့လို့ဆိုပါတယ်